ဗုဒ္ဓဇာပိမှာစကားပြောနည်း6မျိုးရှိတယ်။စကားပြောတဲ့နေရာမှာမှန်လဲမှန်လဲမမှန်ဘူးအကျိုးလည်းမရှိဘူးသူတစ်ပါးလည်းမနစ်သက်ဘူးဆိုတဲ့စကားမျိုး။နောက်မှန်လဲမှန်တော့မှန်တယ်အကျိုးမရှိဘူးသူတစ်ပါးလည်းမနစ်သက်။နောက်မှန်လဲမမှန်ဘူးအကျိုးလည်းမရှိဘူးသူတစ်ပါးကနစ်သက်တယ် ချွကြတော့မှန်လဲမှန်တယ်အကျိုးလဲမှန်တော့မှန်တယ်အကျိုးမရှိဘူးသူတစ်ပါးကလည်းမနစ်သက်ဘူးမှန်လဲမှန်တယ်အကျိုးလဲရှိတယ်သူတစ်ပါးကလည်းနစ်သက်တယ်မှန်လဲမှန်တယ်အကျိုးလဲရှိတယ်သူတစ်ပါးကမနစ်သက်ဘူးဆိုပြီးတော့စကား6ခုံစကား6ခုံမှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကတော့မှန်လဲမှန်တယ်အကျိုးလဲရှိတယ်သူတစ်ပါးလည်းနစ်သက်တယ်ဆိုတဲ့စကားရဲ့တဲ့မှန်လဲမှန်တယ်အကျိုးလဲရှိတယ်ဒါပေမဲ့သူတို့ကမကြိုက်ဘူးဆိုတဲ့စကားရဲ့အဲ့နှခုမဲ့ပြောတယ် ူကပြောတဲ့စကားအမှန်လည်းမမှန်ဘူးအကျိုးလည်းမရှိဘူးသူတစ်ပါးလည်းမတိုက်မကြိုက်ဘူးအဲ့စကားမျိုးပြောတတ်တယ်ကျူကကျူကမှန်တော့မှန်တဲ့အကြောင်းအရာတစ်ခုကဒါပေမဲ့အကျိုးမရှိဘူးသူတစ်ပါးလည်းမကြိုက်ဘူးဒါမျိုးကလည်းပဲမပြောရဘူးတဲ့ကျူကမှန်လည်းမမှန်ဘူးအကျိုးလည်းမရှိဘူးဒါပေမဲ့သူများကကြိုက်တယ်လောကမှာတချို့အဲ့လိုမျိုးလူတွေရှိတယ် ကိုယ်မြောက်ပြောနေတာမြောက်ပြောနေတာလည်းမမှန်ဘူးမမှန်မမှန်သိတယ်ဒါပေမဲ့ကိုကနှစ်သက်နေအဲ့လိုမျိုးစကားကိုကျင့်တဲ့လူတွေရှိတယ်အဲ့လိုမျိုးပြောတာလည်းဘုဒ္ဓဝါဒရဲ့တော့ပါတာပဲဆိုမှန်လဲမှန်လဲမှန်လဲမမှန်ဘူးအကျိုးလည်းမရှိဘူးသူတစ်ပါးကနှစ်သက်တဲ့စကားမျိုးလည်းမပြောသင့်ဘူးဘုရားရှင်ကိုယ်တော်မြတ်ကြီးကမှန်လဲမှန်လဲအကျိုးလည်းရှိတယ်သူတစ်ပါးကလည်းနှစ်သက်တယ်ဆိုတဲ့စကားမျိုးကိုပြောတယ်နောက်တစ်ခုကသူတစ်ပါးကတော့မကြိုက်ဘူး ါပေမဲ့မှန်လေအကျိုးရှိတယ်အဲ့လိုမျိုးစကားမျိုးစင်ဘုရားရှင်ကိုလိုမြတ်ကြီးကပြောတယ်ဆိုတော့အဓိကမှန်ဖို့နဲ့အကျိုးရှိဖို့အရေးကြီးတာမှန်ဖို့အကျိုးရှိဖို့ဆိုရင်မကြိုက်ပြင်မဲ့လေပြောတင်ပြောရတယ်တချို့ကအမှန်တရားရှိတယ်သူ့ဒီရပြောလိုက်တဲ့အတွက်ကြောင့်အကျိုးရှိသွားသူတော့မကြိုက်ဘူးဒါမျိုးဆိုရင်တော့မကြိုက်ပြင်မဲ့လေပြောလိုက်ရနောက်ပိုင်းကျတော့သူတို့သိလိုက်ရင်အဲ့ဒီစကားလက်ခံကိုဘကတော့ဂတိကိုအလွယ်တကူပေးပြီးတော့အာနာပါနာတဲ့ အဲရပါတယ်ဆိုတဲ့စကားမျိုးမပြောနိုင်အောင်မပြောပြအောင်ကြိုးစားရတယ်အလွယ်တကူပြောတတ်တဲ့အကျင့်လေးပါသွားရင်မုဒ္ဒဝါဒရဲ့သဘောကဘုရားဘာသာတွေစောင့်ထိုင်းတဲ့၅ပါးတိလှတဲ့မှာ အထိမ့်မှုအခက်ဆုံးကအဲ့မုဒ္ဒဝါဒတိခါပုဒ်တဏ္ဍတိခါပုဒ်တွေကတောင်းတောင်းစောင့်ထိုင်းနိုင်တယ်